ဖိုးဘဖတ်များအားလုံးမင်္ဂလာပါ clock corner ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ် super sunday ရဲ့အကောင်းဆုံးသောပွဲတစ်ပွဲဖြစ်တဲ့ manchester united နဲ့ liverpool တို့ရဲ့ england derby ပွဲချုပ်သုံးသပ်ချက်လေးဖြစ်ပါတယ်ဒီဗီဒီယိုလေးမပြောခင်ကျွန်တော်ရဲ့ youtube channel လေးကို like subscribe လုပ်ကတဲ့ရင် like subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်โอเคဆိုလို့ရှိရင်ကျွန်တော်ဒီနေ့သင်းကိုရဲ့ပွဲချုပ် review လေးကိုကျွန်တော်တို့သွားလိုက်ကြအောင်ရုံးလုံးနေတဲ့ဒီနေ့သင်းရဲ့ကျွန်တော်တို့ နောက်ဆုံးရှင်ပြန်ထားတဲ့၅ကြိမ်ဒီနေ့ကနောက်ဆုံးရှင်ပြန်ထားတဲ့၅ကြိမ်မှာတော့ကျွန်တော်တစ်ဖက်ကအဝေးကမှလာရောက်ရှင်ပြန်ကစားမယ်မန်ချက်စတာယူနိုက်တက်ရဲ့ကျွန်တော်တို့အကြောင်းလေးရင်ပြောပါမယ်မန်ချက်စတာယူနိုက်တက်အနေနဲ့တော့သူတို့နောက်ဆုံးရှင်ပြန်ထားတဲ့၅ပွဲမှာအဲ၃ပွဲနိုင်ထားပြီးတော့၂ပွဲရှုံးထားပါတယ်အဲနောက်ပိုင်းပွဲတွေမှာမန်ချက်စတာယူနိုက်တက်အနေနဲ့အဲ၃ပွဲနိုင်၃ပွဲရှုံး၃ပွဲနိုင်၃ပွဲရှုံးဖြစ်နေတဲ့အချိန်မှာတော့ဒီတစ်ခါသူတို့အဲအဝေးကမှလာရောက်ရှင်ပြန်မဲ့ပွဲမှာတော့သူတို့အနိုင်ရလက်ကိုပုံဖော်နိုင်တာဒါမှမဟုတ်လေသူတို့ရဲ့ ဒီအစင်လိုက်ပုံစံအတိုင်းပဲသွားမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမှာဖြစ်လို့ဆိုရင်သူကနိုင်ပြီးရင်ရှုံနိုင်ပြီးရှုံကပထမကျွန်တော်တို့ပြင်းပြလိုက်ပွဲစဉ်ခုံတော့နိုင်ထားတဲ့အတွက်ကြောင့်ဒီပွဲမှာမှရှုံသွားမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမှာဖြစ်လို့ဆိုရင်ကိုအတင်းကလည်းအနိုင်လိုအပ်နေတဲ့အတွက်ကြောင့်မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ဒီပွဲမှာတော့အနိုင်ကနိုင်မှာဒါမှမဟုတ်ပဲနဲ့ကျွန်တော်အရှုံးရလက်နဲ့ပဲပြန်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမှာ โอเคအဲ့ဆိုရင်တစ်ဖက်ကလီဗာပူးလီဗာပူးကတော့ကျွန်တော်တို့ဒီပြင်းပြလေးပွဲစဉ်ရောနောက်ဆုံးရှင်ပြန်ထားတဲ့၅ပွဲမှာဆိုလို့ဆိုရင်ရလက်ကောင်းနေပုံမဖော်ထားနိုင်တာမြင်တွေ့ရတယ်ကာတက်ကြောင့်လဲဆိုရင်ကျွန်တော်တို့ခရစ်ဆယ်ပဲလင်းကနေစပြီးတော့ကျွန်တော်တို့ရှုံးနေပြီးလို့ဆိုရင်ကျွန်တော်တို့ အဲကာလာဒါစာရီကိုချမလင်းမှာလဲအဝေးဝမှာရှုံးမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ချက်ချင်းကိုလည်းကျွန်တော်တို့အဝေးဝင်း၃ဘဲဆက်တိုက်ရှုံးထားတဲ့အတွက်ကြောင့်အဲတိတ်ပြီးတော့အဆင်မပြေလောက်လို့တော့ထင်တယ်တစ်ဖက်က Manchester United က၃ဘဲနိုင်၂ဘဲရှုံးတစ်ဖက်က Liverpool ကတော့၂ဘဲနိုင်၃ဘဲရှုံးဆိုတဲ့အခြေအနေတွေအတွက်ကြောင့်အဲ Liverpool အနေနဲ့ဒီတစ်ခါပြင်းပြလေးပွဲစဉ်အဲရှစ်မှာတော့နိုင်ဘဲပြန်လဲဖော်ဆောင်ဖို့လိုအပ်တယ်ဘာတော့ကြောင့်လို့ဆိုရင်ကျွန်တော်တို့အဲတစ်ဖက်မှာလည်း Arsenal အနေနဲ့ရတယ်ညာလည်းသူတို့ အနိုင်ရလဲပုံပေါ်တော့တယ်ဗျာဒီတော့ကြောင့်လဲအာဆင်နယ်ကိုကျွန်တော်တို့အနီးကဖိအားပေးနိုင်ဖို့ဆိုလို့ရှိရင်လီဗာပူးအနေနဲ့ဒီနေ့ပွဲမှာအနိုင်ပွဲလိုအပ်တယ်အဒီနေ့ပွဲမှာအနိုင်ဖို့အလိုအပ်တဲ့ပွဲမျိုးမှာဗျာတစ်ဖက်ကလည်းလိုင်းအောင်ရှင်ပြိုင်မဲ့ကစားသမားတွေအသင်းတွေကလည်းမန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်ရဲ့ကစားသမားတွေဖြစ်နေတော့တဲ့ကြောင့်ဒီနေ့ပွဲမှာတော့တိတ်ပြီးတော့လွယ်ကူမနေဘူးလို့တော့ထင်တယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်ပွဲကနေစပြီးတော့နောက်ပိုင်းပွဲတွေကိုပွဲချက်တွေရင်ဆိုင်မဲ့အတွက်ကြောင့်တော့ ဒီနေ့ပွဲမှာတော့ကိုယ့်ရဲ့အိမ်ကွင်းလေးဖြစ်တဲ့အတိုင်းအောင်နိုင်ရလက်ကိုပုံဖော်ထားနိုင်ဖို့လိုအပ်တယ်ဒါမဲ့လည်းမန်ချက်စတာယူနိုက်တက်ဖြစ်နေတယ်မန်ချက်စတာယူနိုက်တက်ကလည်းသူတို့ရဲ့ဘယ်လိုအခြေအနေမျိုးပါဖြစ်စေအဲတော်တော်ဆိုးရတဲ့အခြေအနေမျိုးမှာဖြစ်နေသည့်တိုင်အောင်တစ်ခါကလဘုံနဲ့တွေ့ဆုံနေဟိုအမြဲတမ်းလိုလိုဒုက္ခပေးတယ်ဒါကတော့ကျွန်တော်ပွဲတိုင်းလိုအဲကြီးရှုတဲ့ညီကိုတွေနေပို့ပြီးတော့သိတယ်ကအဲလဘုံကလည်းထုံနီး၎င်းပဲသူ့ရဲ့ ါဘယ်လောက်ဒီစိုးရနေတဲ့အခြေအနေပဲဖြစ်ဖြစ်တစ်ဖက်ကမန်ချက်စတာယူနိုက်တက်ကတော်တော်ကောင်းနေတဲ့အခြေအနေမှာတော့မှသူတို့ဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုကအများအားလို့လို့အဲကောင်းမွန်တဲ့ပွဲတစ်ပွဲဖြစ်တယ်ဒီတော့ကြောင့်လည်းဒီတစ်ပတ်ရဲ့ပြည်မြန်လေးပွဲစဉ်ရှိမှာတော့ဆူပါဆန်နေမှာလည်းကျွန်တော်အင်္ဂလန်ဒါဘီဆိုပြီးတော့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲလေးရှိတဲ့အတွက်ကြောင့်အဲဒီပွဲလေးမှာရောကျွန်တော်အနိုင်ရလက်တွေဘယ်တင်ရရသွားမလဲဒါမှမဟုတ်ကျွန်တော်တို့တေးရလက်တာပုံခေါ်နိုင်မလားဆိုတာတော့တစ်ချက်တော့စောင့်ကြည့်ရမယ် ဲတကယ်လို့လားလီဗာပူးအနေနဲ့ဒီနေ့ပွဲလေးမှာကအဲမမျော်လင့်ထားဘဲနဲ့အရှုံးရလဲနေတာပုံဖော်သွားမယ်ဆိုလို့ဆိုရင်တော့အာဆင်နယ်ကိုဖိအားပေးဖို့ဆိုတာတော်တော်လေးကမှခက်သွားပြီလို့အမြင်တယ်တစ်ခါကလည်းမန်ချက်စတာယူနိုက်တက်အနေနဲ့လည်းတကယ်လို့လီဗာပူးကအနိုင်ရသွားမယ်ဆိုလို့ဆိုရင်တို့တက်ကတော်တော်လေးမှကောင်းမွန်တဲ့အဆင်ရည်တည်မှုကိုပြန်လဲတလန်းလာနိုင်မယ်လို့ထင်တယ်ဒါမှမဟုတ်ပဲတို့တက်ကလည်းထပ်ပြီးတော့ဒါရှုံးနေသွားမယ်ဆိုလို့ရှိရင်တော့အဲသူတို့လည်းအဆင့်ကို1 to 10လောက်ထိမယ် အဲသူတို့ဝင်ခွင့်ရသွားမယ်ဒါမှမဟုတ်ပဲနဲ့သူ့ထက်အောက်ကျသွားမယ်ဆိုလို့ရှိရင်လေကျသွားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းနှစ်သိန်းသလုံးအနေနဲ့ကတော့အနိုင်ရလက်တွေပုံဖော်ထားဖို့လိုအပ်တယ်လို့အာကျွန်တော်တော့မြင်တယ်ညီကိုတွေရောဘယ်လိုမြင်ကြလဲโอเคအဲဆိုလို့ရှိရင်ဒီနှစ်သိန်းရကျွန်တော်တို့အဲခမန်းလိုက်နဲ့လေယုံလုံးနေတဲ့ဒီနှစ်သိန်းရကျွန်တော်ခမန်းလိုက်နဲ့မှာတော့ကျွန်တော်အဲမန်ချက်တာဝေကွန်းမလာရောက်ရင်စိုင်မယ်မန်ချက်တာယူနိုက်တက်ကိုအရင်ပြောပါမယ်အဲသူတို့ရဲ့အဓိကအဲကစားသမားတွေဖြစ်တဲ့ဆနီလမန်တို့ဘာလို့ပွက်ထက်မှန်လဲဗျာအဲ သူတို့ရဲ့ကိုသမားဖြစ်ဒီကိုသမားလည်းကျွန်တော်တို့ဆန်းနှန်းလန်းတဲ့ဘွယ်မှာတော်တော်လေးမှကောင်းမွန်တဲ့အဲပုံစံတွေပြသထားနိုင်တယ်ဗျာပြီးလို့ဆိုရင်သူစီကနေပြီးတော့အဲဂိုးတွေတိုက်စစ်သမားတွေအထီကိုလှင်လင်းမြန်မြန်နဲ့အဲဘောလုံးပေးပို့မှုတွေရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာစနေလမန်းကိုပဲသူတို့ပွဲထုတ်လာမယ်လို့မြင်တယ်ပြီးလို့ဆိုရင်သူတို့နဲ့အဲနောက်တန်း၃ယောက်နောက်တန်း၃ယောက်နေရာမှာတော့ဒီနေ့ပွဲမှာတော့သူတို့ရဲ့ အဲဒီကကသန်းသမားလေးဖြစ်တဲ့လူရောတို့ပါလို့ရှိမယ်ဗျာပြီးလို့ဆိုရင်ဒီလေးပြီးလို့ဆိုရင်ယူရိုတို့ရှိမယ်ဒါမှမဟုတ်လည်းနဲ့ဆိုလို့ဆိုရင်ကျွန်တော်ဟာဒီမကွိုင်းရောတို့ပါလို့အဲထုတ်သုံးလာနိုင်လဲသုံးလာနိုင်တယ်အဲဒီနေ့ပွဲမှာလည်းအဝေးကမှသူတို့လာရောက်ရင်ဆိုင်မဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့လည်းအဲဒီနေ့ပွဲမှာအကောင်းဆုံးလူစင်းနဲ့ထုတ်ပြီးတော့လေဘဘုတ်ကိုရှင်ပြိုင်မယ်လို့တော့ကျွန်တော်တို့မြင်တယ်ပြီးလို့ဆိုရင်ကျွန်တော်ကိုကွင်းလဲ ခုလေးမှာတော့တို့ရဲ့အဲပုံစံကောင်းတွေပြသထားနိုင်တဲ့အတွဲဖက်ဖြစ်တဲ့အဲဒူဂူတို့ဘာလို့ရှိမယ်ဗျာပြီးလို့ဆိုရင်ဖာနန်ဒက်တို့ဘာလို့ရှိမယ်ဖာနန်ဒက်ကလည်းတို့နိုင်ငံသင်းပွဲတွေမှာလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေသွန်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလီဗာပူးနဲ့တွေ့ဆုံတဲ့ဖာနန်ဒက်တို့အဲပြီးလို့ဆိုရင်ကျွန်တော်တို့အဲနောက်တစ်ယောက်ရှိပါသေးတယ်အဲဖာနန်ဒက်ဖြစ်မယ်ဗျာပြီးလို့ဆိုရင်နောက်တစ်ယောက်က ကျွန်တော်မစ္စမောက်တို့ဘာတို့ဒီနေ့ပွဲမှာကျွန်တော်တို့အဲဘာတွေလောက်ပြနိုင်ဦးလဲဆိုတာကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ကိုယ့်လက်မှာကြောက်ဦးပြီးအဲဦးဟာရီလေးတို့ဘာတို့ရှိမယ်ဗျာပြီးလို့ဆိုရင်အဲဒီလောက်ပဲအဲဒီလက်ပဲဒီနေ့ပွဲမှာပွဲထက်လာမယ်လို့မြင်တယ်ဘာဖြစ်လို့ဆိုရင်ဒီအဆုဖွဲ့ကပို့ပြီးတော့အဲကောင်းမွန်တဲ့အဆုဖွဲ့လို့တော့တခုတော့မြင်တယ်တိုက်စစ်တိုက်စစ်မှာတော့တို့ရဲ့တိုက်စစ်မှာတော့တော်တော်လေးကိုရွေးချယ်တရားလည်းများတယ်ဗျာအဓိကအဖြစ်တို့ရဲ့အဲကစားသမားတွေဖြစ်တဲ့ဟိုဟာကုညာတို့ဘာတို့လည်းရှိတယ်ဗျာဒါပေမဲ့အဲကုညာတို့ထုတ်မတုံးမင်းနဲ့ တဖက်ကကျွန်တော်ဘလူးသုံးမယ်ဆိုလို့ဆိုရင်မစ္စမော့တို့ဘာလို့ထုတ်ပြီးတော့သုံးမယ်ဆိုလို့ဆိုရင်အဲပို့ပြီးတော့ကောင်းမဲ့အခြေအနေလို့တော့ကျွန်တော်ကမြင်တယ်အဲဒီလည်းအဲ့ဒါဆိုလို့ဆိုရင်မစ္စမော့ရှိမယ်ပြီးလို့ဆိုရင်အပူမူလို့ရှိမယ်ပြီးလို့ဆိုရင်တို့အဲဒီကတိုက်ဆင်မှုဖြစ်တဲ့ဇက်စကိုနဲ့ပဲအဲတို့ပွဲထွက်လာမယ်လို့မြင်တယ်ဒီစုခွဲနဲ့ဆိုလို့ဆိုရင်လီဗာပူးကိုတို့တော်တော်လေးဥမာဒုက္ခပေးနိုင်မဲ့အစုဖွဲ့လို့တော့မြင်တယ်တဖက်ကကျွန်တော်တို့အပူမူတို့ရဲ့မျက်နှာမြင်နေတဖက်ကမစ္စမော့တို့ရဲ့ပရက်စင်ပေးမှုတွေပြီးလို့ဆိုရင် ။ဝမ်းမံဝမ်းကြော်ဖြတ်မှုတွေကလေဘဝကိုဘလို့ဒုက္ခပေးမလဲဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်မယ်။တကယ်လို့လားအဲလေဘဝအနေနဲ့မေဆင်မောက်တို့အမူမူတို့ဟိုဒါတိတ်ပြီးတော့မထိန်နိုင်ဘူးဆိုလို့ဆိုရင်သိချတဲ့ဒီနေ့ပွဲကကျွန်တော်တို့အနေနဲ့ရှုံးမွေးတွေကြုံတွေ့သွားနိုင်တဲ့ပွဲတစ်ပွဲလို့တော့ကျွန်တော်အမြင်တယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ဒီကစားသမားတွေကိုတိုက်စစ်ကစားသမားတွေလောက်ကိုတော်တော်လေးမှထိန်းချုပ်ပြီးတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ ကွင်းလင်းမှာဘောလုံးကန်ပြီးတော့တတိချာဖြောင်းဝင်ပြီးတော့ကစားမယ်ဆိုလို့ဆိုရင်အနိုင်ရလက်ကကို့အတွက်ပဲဖြစ်မယ်လို့တော့ကျွန်တော်မြင်တယ်။ဘယ်ရဆိုလို့ရင်ကျွန်တော်တစ်ဖက်ကလေပေါ့ဘူးလေပေါ့ဘူးကတော့ဒီနေ့ပွဲမှာတော့အဲကိုသမားတော့မမဒက်ရှိပြီးပဲပွဲထွက်လာမယ်ဗျာ။ပြီးလို့ဆိုရင်ကျွန်တော်နောက်တန်းမှာကျတော့အဲဘာဂျပန်နိုင်ရှိမယ်ပြီးလို့ဆိုရင်ကိုနေတေးကလည်းခိုနေကကျွန်တော်တို့အင်တာဗျူးမှာအဲပြောသွားတဲ့အတိုင်းကိုနေတေးအနေနဲ့ကြက်ခံမှုပြေဝနေတယ်ဒီတော့ကြောင့်လည်းမန်ချက်စတာယူနိုက်တက်နဲ့ ပွဲကိုပြန်လည်ပါဝင်လာမယ်ဒီတော့ကြောင့်လည်းကျွန်တော်တို့အနေနဲ့တော်တော်လေးကိုမှခံစားတော့တယ်လို့ပြောလို့ရပထမတော့ကတော့ကွန်နက်တင်းအနေနဲ့ injury ဖြစ်နေတဲ့အတွက်ကြောင့်အဲတိတ်ပြီးတော့အဲပါဝင်ဖို့ရာခိုင်နှုန်းတိတ်ပြီးတော့မရှိဘူးလို့ပြောတယ်ဒါပေမဲ့ဒီနေ့ပွဲမှာတော့ injury ပြဿနာလည်းသူ့အနေနဲ့ကောင်းတယ်ပြီးလို့ဆိုရင်ကျွန်တော်တို့လေ့ကျင့်ခန်းကိုလည်းအဲနှစ်ကြိမ်ထိဆင်းထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာပဲကွန်နက်တင်းကပြန်လည်ပါဝင်လာမယ်လို့မြင်တယ်တစ်ဖက်ကတော့ကျွန်တော်တို့အဲကောက်ကက်ရှိမယ်တစ်ဖက်ကကျတော့ကျွန်တော်တို့ဒီနေ့ပွဲမှာတော့ဖင်းပေါင်နဲ့ဆက်လို့ဆိုရင်ကွန်နက်တင်းအဲ sorry ကျွန်တော်မေးပါလို့ frame out နဲ့ stylus ကျွန်တော်ဘလေးကိုပို့ပြီးတော့သုံးသုံးနေကျင်တယ်ပြီးတော့မှကျွန်တော်တို့ဒုတိယပိုင်းကျောင်းမှာအာ frame out ထက် blade ကလည်းသူ့အနေနဲ့အာနောက်တန်းကိုတော်တော်လေးမှလွန်ကစားတဲ့အတွက်ကြောင့်တစ်ဖက်က mesin mount တို့ပြီးလို့ဆိုရင် sasco တို့ဟိုထိမ့်သိမ့်ဖို့ဆိုလို့ဆိုရင်တစ်ဖက်ကကျွန်တော်တို့ blade နဲ့မှအဆင်ပြေမယ်လို့ထင်တယ်ဘာတွက်ကြောင့်လဲဆိုလို့ဆိုရင် frame mount ဆိုလို့ဆိုရင်အရှိအလုံးကြုံတက်မှုကနေပြီးတော့ mesin mount တို့ရဲ့ဉာဏ်နှုံးမြင့်တွေနောက်တော့ present ပေးမှုတွေက ဖင်းပောင်ကတော့ကတိတ်ပြီးတော့အဆင်မပြေဘူးလို့တော့ကျွန်တော်ထင်တယ်။ကွင်းလဲကွင်းလဲမှာတော့ကျွန်တော်ဒီနေ့ဘွဲမှာတော့ကျွန်တော်တို့ဝမ်သာတရားတစ်ခုရှိတာကြောင့် grammar back ကတော့ပြန်လာမယ်။ grammar back အနေနဲ့ကျွန်တော်တို့ netherland အပွဲမှာတော့သူအနေနဲ့ဒံယာသေးသာနာကြတာနာကျင်တဲ့အတွက်ကြောင့်မပါဝင်ခဲ့ဘူး။ဒါပေမဲ့ဒီနေ့ပွဲမှာတော့သူတို့အရှိရလဲ training တွေပါတယ်ပြန်ဆင်းလာတယ်။ဒီနေ့ပွဲမှာလည်းနီပြအနေနဲ့ကတော့ပြန်လည်ပါဝင်မယ်ပြောထားတဲ့အတွက်ကြောင့်ကျွန်တော်တို့တော့ကတော့လိမ့်မှာခံစားရရပါတယ်။ ကျွန်တော်ပထမအဦးဆုံးအဲပထမကျွန်တော်အချိုးရင်ခုံတန်တော့ပြောလို့လို့ပဲအဲကိုနေဒင်းနဲ့ grammar အဲတော့ကမသေးကြဘူးဒါမှလည်းဒီနေ့ပွဲမှာတော့ပြန်ပြီးတော့ပါဝင်လာမယ်အတွက်ကြောင့်တော်တော်လေးဥမာကောင်းမွန်တဲ့ပုံစံလို့မြင်လို့စင်ပြန်ကျွန်တော်တို့ကွင်းလယ်မှာကြာဆိုဘောရှိမယ်ပြီလို့ဆိုရင်ကျွန်တော် floating wave packet ဒီနေ့ပွဲမှာထုတ်သုံးလာမယ်လို့မြင်တယ်အဲဆိုဘောရဲ့မြန်နှုံးမြင့်ပြရတယ် ြုလို့ဆိုရင် fraud and waste ရဲ့အ pressing ပေးမှုတွေပြုလို့ဆိုရင် one man one ကြော်ဖြတ်မှုတွေကဒီနေ့ပွဲမှာဘလို့ပုံစံတွေနဲ့ပြသနိုင်လဲဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ် fraud and waste အနေနဲ့ကျွန်တော်ရောက်ပြီးတည်းကတိုက်ပြီးတော့ပုံစံကောင်းတွေမပြသထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာသူ့အနေနဲ့သူစီကကျွန်တော်တို့ဘာတွေမျောလုံးလို့ရမလဲဆိုတာတော့တစ်ချက်တော့စောင့်ကြည့်ရမယ်တကယ်လို့ဒါ fraud and waste အနေနဲ့အဲဒီဘက်ကမန်ချက်စတာယူနိုက်တက်ရဲ့နောက်တန်းတွေကိုအဲတော်တော်လေးမှ အာဒုက္ခပေးနိုင်မယ်ဆိုလို့ဆိုရင်ကျွန်တော်တို့တိုက်ဆက်တော့ကတော်တော်လေးဥမာအခိုးရနိုင်ကြီးပို့ပြီးတော့များမယ်လို့တော့ကျွန်တော်ထင်တယ်ပြီးလို့ဆိုရင်ကျွန်တော်တိုက်ဆက်တိုက်ဆက်မှာတော့ကျွန်တော်ရဲ့အဓိကတိုက်ဆက်သမားတွေဖြစ်တယ်မူဆာလာရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ကိုဒီကပူပဲဒီနေ့ဘွဲမှာပို့ထားလာမယ်ကိုဒီကပူကလည်းကျွန်တော်တို့အဲနေသားလန်ဘွဲမှာတော့လည်းသူ့အနေနဲ့တွင်းကိုတွေပါလေရတယ်ဗျာတစ်ဖက်ကမူဆာလာလည်းသူနေ၎င်းပဲတွင်းကိုတွေပါရတယ်ကျွန်တော်အဓိကပြောမှာတော့ကျွန်တော်ရဲ့ဆရာသမားဤဆက်ပဲဤဆက်အနေနဲ့ကျွန်တော်တို့နိုင်ငံဘွဲမှာလည်းတော်တော်လေးဥမာစိုးဝါးဆုံးတဲ့အခြေအနေတွေပြသထားနိုင်တယ် ဒါပေမဲ့ဒီနေ့ပွဲမှာတော့ပြန်လဲပါဝင်လာနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာသူ့အတွက်ကတော့အဲ twin go တွေ twin နိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်။ဘာတော့ကြောင့်လဲဆိုလို့ရှိရင်အစ်ဆန်အနေနဲ့ကျွန်တော်တို့အဲပြည်မလေးကိုလဘဘုတ်ရောက်တရားသူ့အနေနဲ့ကာရဝန်ပွဲမှာပဲအဲတကိုး twin မီရောတကိုး twin ထားတယ်ပြီးလို့ဆိုရင် go ဖတ်နိုင်မှုဒီချိန်မှာရှိသေးရှိသေးတဲ့အတွက်ကြောင့်သူ့အနေနဲ့ twin go တွေသူ့စီကနေတော့ကျွန်တော်တို့ twin go တွေမြင်ရဖို့လိုအပ်တယ်။ဒီတော့ကြောင့်လဲအဲနိပြအနေနဲ့ကတော့အစ်ဆန်အနေနဲ့သူ့ရဲ့ အဲကျွန်တော်ယာတီကျိုပုံစံနဲ့ပွဲပြီးသွားပြီလို့တော့ပြောထားတယ်သူအနေနဲ့ပွဲချိန်ပြည့်ကိုပေါင်းဝင်လာမှာဒါမှမဟုတ်ဘယ်လဲဆိုရင်ဒုတိယပိုင်းမှာအဲ EKDK တို့ဘာတို့နဲ့လူစားလဲမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီဘက်ကမိုဆာလာမိုဆာလာဒီနေ့ပွဲမှာသူ့ရဲ့အဲမန်ချက်စတာယူနိုက်တက်ရဲ့တွေ့ရင်သူ့ရဲ့ပုံစံကောင်းတွေပြသထားနိုင်တဲ့ပုံစံကိုဒီနေ့မှာဆက်လက်ပြသဖို့လိုတယ်ဘာအတွက်ကြောင့်လဲဆိုရင်အဲတစ်ဖက်ကမန်ချက်စတာယူနိုက်တက်လည်းဖြစ်နေတယ်ကိုယ်ကရဲ့ကိုယ့်ရဲ့ ျွန်တော်တို့အဲရှုံးနေမှုတွေရတယ်သုံးပွဲလောက်ဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာအနိုင်ရလက်ကိုပုံဖော်ဖို့အတွက်လိုအပ်တယ်လို့တော့ကျွန်တော်အမြင်တယ်ဟုတ်ကဲ့အဲဆိုလို့တင်ဒီနေ့သိရကျွန်တော်တို့တစ်ဖက်ကအဲမန်ချက်စတာယူနိုက်တက်ရဲ့နောက်တန်းနဲ့ကျွန်တော်တို့လီဗာပူးရဲ့တိုက်စစ်အတွဲရယ်ပြီးတော့ဆိုရင်ကျွန်တော်တို့ရဲ့အဲနောက်တန်းအတွဲနဲ့တစ်ဖက်ကမန်ချက်စတာယူနိုက်တက်တို့ရဲ့အဲကောင်းလုံးပါတဲ့မစ်ဆင်မောက်တို့အမ်ဘူးမူတို့ပြီးလို့ဆိုရင်ဆက်စကိုတို့ရဲ့အဲတိုက်စစ်အတွဲနဲ့ကတော့တော်တော်လေးဥမာဒီညကတော့ကြီးလို့ကောင်းမယ်လို့တော့မြင်မြင်နေ။ Okay အဲဆိုလို့ဆိုရင် ညကိုရီအနေနဲ့ရောဒီညအရှင်ပြိုင်မဲ့အင်္ဂလန်ဒါဘီလီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့အပွဲလေးမှာတော့ဘယ်အသင်းကအနိုင်ရလက်ကိုပုံဖော်သွားနိုင်မလဲဒါမှလည်းမထင်မှတ်ထားတာတွေဖြစ်သွားနိုင်မလားဆိုတော့စောင့်မျှကြည့်ရှုပြီးတော့အားပေးလို့ရပါတယ်။ Okay ညကိုရီကျွန်တော်အခုအဲတခြားတော့ပြောချင်တာကတော့ဒီနေ့ညမှာတော့ကျွန်တော်ရဲ့ YouTube မှာနည်းနည်း like လေးလွှင့်ဖို့ရှိပါတယ်။ Like ရောက် join me ပေးကြပါလို့ဒီနေ့ကနေဖိတ်ခေါ်ပါတယ်။ Like ကြည့်ရှုပြီးတဲ့ညကိုတရားချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ ီဒီယိုနောက်ဗီဒီယိုလေးမှာပြန်လဲဆုံရွေးကြပါတော့ဗျာ။